စကားတွေကအရေးကြီးပါတယ်။စကားတခွန်းကလူတွေကိုပျော်ရွှင်စေနိုင်ပြီးစကားတခွန်းကသူတို့ကိုနာကျင်စေနိုင်ပါတယ်။ခင်ပွန်းတဲ့နဲ့ဇနီးတဲ့ကြားမှာတောင်စကားတခွန်းတဲကသူတို့ရဲ့မျက်နာကိုနီးရဲစေနိုင်ဒါမှမဟုတ်တောက်ပစေနိုင်ပါတယ်။စကားတခွန်းထဲကြောင့်မိသားစုပြိုကွဲသွားတဲ့တည်င်းတွေစကားကြောင့်ပဝင်းကျင်မှာဒါမှမဟုတ်နိုင်ငံတွေမှာ အခက်အခဲကြုံရတဲ့သတင်းတွေကိုကြည်ရင်လူမှုဘဝမှာလည်းစကားကတကယ်အရေးကြီးတယ်ဆိုတာကိုကျွန်မခံစားမိပါတယ်။ယုံကြည်ခြင်းရဲ့တက်တာမှာလည်းစကားကပိုလို့တောင် အရေးကြီးပါတယ်။ကဘာဦးကျန်းကိုကြည့်ရင်အာဒန်ခိကတဲ့ကစာဒန်ဟာစကားတခွန်းထဲနဲ့တည်ဆေခဲ့ပြီးတော့ ရသခင်ဟာနှုတ်ကပတ်တော်တခွန်းအားဖြင့်အသက်ရှင်စေတဲ့တမိုင်းကိုစတင်ခဲ့ပါတယ်။ဖယားသခင်ဟာအလင်းဖြစ်တော်မူပြီးသင်တို့ဟာ အလင်းရဲ့သားသမီးတွေဖြစ်ကြပါတယ်။အလင်းရဲ့သားသမီးတွေအနေနဲ့သင်တို့ရဲ့အပြုအမူတိုင်းကကျေးဇူးတော်ရှိပြီးတန်ရှင်းကြပြီးတော့ဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေကြရပါမည်။ညညသောစကားတခွန်းကိုများသင်တို့နှုတ်ထဲကမထွက်စေနှင့် ကျားနာတော်သူတို့၏အကျိုးကိုပြုစုစေခြင်းကတိဆောက်စရာဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလော့လို့ကျမ်းစာမှာပြောထားပါသည်။မမိုက်ထဲမှာကျမတို့ရဲ့ကိုပိုင်ဆန္ဒတွေကိုလိုက်စားရမယ့်အစားကျမတို့ရဲ့စကားတွေကိုဂရုစိုက်ပြီးအကျင့်တွေကလည်းနှိမ်ချကြရပါမည်။ညင်းသောစကားသည်စိတ်ကိုဖြည့်တတ်၏ ကြမ်းတမ်းသောစကားမူကအမျက်ကိုနိုးစော်တတ်၏တခြားသူတွေရဲ့အမျက်ကိုနိုးစော်တဲ့စကားတွေကိုရှောင်ကျင်ပြီးဒေဆမှုပေးတဲ့စကားအားပေးတဲ့စကားနဲ့ပျော်ရွှင်စေတဲ့စကားကိုပြောရင်တစ်ဖက်လူကအမျက်ထွက်ရင်တောင်ပြေသွားမှာဖြစ်ပါလေသမားတို့ဟာကိုကိုကိုပျော်ရွှင်စေတဲ့စကားပဲမဟုတ်ဘဲနားထောင်တဲ့သူကကြားတဲ့အခါပျော်ရွှင်နိုင်တဲ့စကားကိုပြောရမယ်ဆိုတဲ့နှုတ်ကပတ်တော်ဖြစ်ပါလေ။ ကျမတို့ဟာတခြားသူတွေရဲ့စိတ်နှလုံးကိုရှင်လန်းစေတဲ့အခါသူတို့ဟာအမှန်တရားကိုနားထောင်ကြမှာဖြစ်ပြီးယုံကြည်ခြင်းအားနည်းတဲ့သူတွေလည်းယုံကြည်ခြင်းကြီးထွားလာမှာဖြစ်ပါတယ်။စကားကြောင့်စိတ်ထိခိုက်တာဟာကျမတို့ရဲ့ယုံကြည်ခြင်းဘဝမှာအဓိကပြဿနာဖြစ်ပါတယ်။သူဆောင်တယောက်ကယုံကြည်ခြင်းဆောင်းရှောက်နေရင်စိတ်ထိခိုက်စေတဲ့စကားကိုကြားခဲ့ရလို့ အသင်းတော်ကိုမလာဘူးဆိုရင်စကားတခွန်းနဲ့ဝိညာဉ်တအူးကိုသိစေတာဖြစ်ပါလေ။ကျမတို့ကဒီစကားကိုပြောရင်စိတ်ထိခိုက်မလားပျော်ရွှင်မလားဆိုပြီးတပတ်သူရဲ့စိတ်ခံစားချက်ကိုနားလည်ပေးနိုင်ရမှာဖြစ်ပါလေ။စကားတခွန်းแท้နဲ့ကဲတင်ချင်းခံရခဲ့တဲ့သူတွေလည်းရှိတယ်မဟုတ်ပါလား ယေရှုခရစ်တော်ကလဝါကတိုင်မှာတင်ထားခံရတဲ့အချိန်မှာယေရှုခရစ်တော်ဘက်ကနေပြောပေးခဲ့တဲ့ဓမ္မဟာပြည့်ညက်ကြားတည်ထောင်သူဖြစ်တဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်ချက်ချင်းကယ်တင်ခြင်းရခဲ့ပါလေ။ဒီလိုမျိုးစကားကိုယေရှုတော်ရှိရှိပြောရင်ဝိညာဉ်တွေအများကြီးကိုကယ်တင်နိုင်ပါလေ။ကျမတို့ဟာကောင်းကင်နိုင်ငံမှာတော်ဝင်ယေဘုဟိတ်တွေဖြစ်ပါတယ်။ ဘရင်တကာတို့ရဲ့ဘရင်ဖြစ်တော်မူတဲ့ဖျာသခင်ရဲ့သားသမီးတွေအနေနဲ့စကားမှာကောအပြုမူမှာကောတန်ရှင်းရပါမယ်။ဒီမြေကြီးမှာလည်းကြီးမြတ်တဲ့သူဖြစ်ဖို့ကိုကိုကို ထိန်းချုပ်ရမယ့်အရာများပါလေ။လှုပ်ချင်တာမှန်တမျှကိုလှုပ်တာက အစမှာတော့ကောင်းတယ်လို့ခံစားရပေမယ့်အဆုံးမှာတကယ်အတိတ်ပဲရှိတဲ့အရာကိုရနိုင်မှာမဟုတ်ပါဘူး။ သင်တို့ဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမနာခံဘူးဆိုရင်ကြီးမားတဲ့ဗန္တာကိုလည်းလွတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုနာခံခြင်းရဲ့ရလဒ်ဟာ ကောင်းကင်နိုင်ငံတော်ဖြစ်တဲ့ကောင်းကင်ခါနန်ပြည်ဖြစ်ပါတယ်။ဘုရားသခင်ကဣတိလလူမျိုးတွေကိုခါနန်ပြည်ကိုခေါ်ဆောင်တော့ကသူတို့ဟာအဲ့ဒီဖြစ်စဉ်အတွင်းမှာအများကြီးမကြည်မနက်ဖြစ်ပြီးညှဉ်းညူခဲ့ကြပါတယ်။ တဲကန္တရာထဲမှာနှစ်40ရှောက်စီခဲ့တာဟာနောက်ဆုံးမှသူတို့ကို ကောင်းကြီးပေးဖို့အလိုတော်ရှိလို့မဟုတ်ပါလားကျမတို့ဟာမကြည်မနဲ့မဖြစ်တင်ပါဘူးကျူတင်ဟောစကားကိုယုံကြည်ပြီးကျေးဇူးတင်တင်ပါတယ်လပတဲ့စကားကိုပြောပြီးလပတင်တဲ့ခြေကိုပိုင်ဆိုင်ကြပါစို့ ဟာရတက်ရဲ့အမှန်တရားဖြစ်တဲ့ပြဉ္ဉံတရားသစ်ပတ္တခါပွဲအကြောင်းနဲ့ဒီအမှန်တရားကိုယူဆောင်လာတဲ့တန်ရှင်သောဝိညာဉ်တော်ခေရဲ့ကယ်တင်ရှင်ခရစ်တော်အန်ဆာဟုံးကိုမတိသေးတဲ့သူတွေစီဝရိယရှိရှိတင်ပေးကြပါစို့ဖျားတခင်ဟာကျမတို့ရဲ့အသက်ကိုတန်ဖိုးချပြီးကယ်တင်ပေးတယ်လို့မျိုးကျမတို့ဟာတခြားသူတွေရဲ့အသက်ကိုလည်းအဖိုးတန်တယ်လို့မယူမှပဲကူညီပေးခြင်းပြီးနှုတ်ကပတ်တော်မျှဝေပေးခြင်းပါတယ် ဖျားသခင်နဲ့ဆင်တူတဲ့စိတ်နှလုံးကိုပိုင်ဆိုင်မှပဲအဝိဂလိဟောပြောနိုင်ပြီးအသီးတွေတည်နိုင်ပါလေ။ကောင်းကင်နိုင်ငံမှာနိုင်ငံသားဖြစ်ခွင့်ကိုပိုင်ဆိုင်ထားတဲ့ကျမတို့ကိုဖျားသခင်ရဲ့ဘုံအသေးနဲ့ပြည့်စုံတဲ့ကိုခန္ဓာတော်လိုမျိုးဖြစ်အောင်ပြောင်းလဲပေးဖို့အတွက်သစ္စာတော်ရှိပြီးတီလာရှိတဲ့စကားကိုပဲပြောဖို့တောင်းဆိုထားပါလေ။ဖျားသခင်ဟာဒေါသထွက်လွယ်တဲ့သူကိုနှိမ့်ချတဲ့စိတ်နှလုံးအဖြစ် စကားကိုကြမ်းကြမ်းတမ်းတမ်းပြောတတ်တဲ့သူကိုလူညံ့တိမ်မွေးတဲ့စကားပြောတဲ့လပတဲ့ပုံစံအဖြစ်တန့်စင်ပေးပြီးတော့ခေါ်ဆောင်သွားမှာဖြစ်ပါလေ။အချင်းဖြစ်သွားပြီးပြပြင်ဖို့ခက်ခဲတဲ့သူတွေကကျေးဇူးပြုပြီးစကားကိုလူညံ့တိမ်မွေးစွာပြောနိုင်အောင် ကူညီပေးတော်မူပါလို့ဆုတောင်းယုံပဲဖြစ်ပါတဲ့။အဖေဖျားသခင်ကအရာအားလုံးကိုကြားတော်မူပါလေ။ ျမတို့ကိုတန်းစင်ပေးတဲ့ဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုအခက်ခဲတစ်ခုလိုမမြင်ဘဲနဲ့ကျေးဇူးတင်ကြရအောင်။ retreat ပြီးစိတ်နှိမ်ချတဲ့စကားစားနာတဲ့သူကပျော်ရွှင်ပြီးကျေးဇူးတော်ရှိစေတဲ့စကားကောင်းချီးရှိတဲ့စကားကောင်းကင်နိုင်ငံကိုဦးတည်တဲ့စကားတွေအပြင်ဖျားသခင်ကိုအမြဲတမ်းနှစ်သက်ဝမ်းမြောက်စေပြီးကောင်းကင်နိုင်ငံကိုဝင်ရောက်ကြဖို့မျှော်လင့်ပါတယ်။